အားလုံးပဲမင်္ဂလာပါဒီတပတ်26ကျွေးမြောက်တန်ပန်တနင်္ဂနွေနေ့မှာ Father အနေနဲ့ခရိယန်အသက်တာမှာတို့လကောင်း Father ရဲ့ဝိညာဉ်ရေးရာအသက်တာမှာအင်မတန်မှအန္တရာယ်ရှိတဲ့အဲဝိညာဉ်ရေးရာအခြေအနေတစ်ခု Father အနေနဲ့ထောက်ရှုခြင်းနဲ့တခါတလေကျရင်ဒီအရာက Father တဲ့များသောအဖြစ်မျက်ွယ်မဘယ်လိုပြောမလဲတိတိတသားနဲ့ Father တို့မရှိကြဘူးဝက်ွယ်ပြီးတော့မှအဲ့လိုမျိုး Father ရဲ့အထဲထဲမှာ ရှိနေတဲ့အထင်းကနေပြီးတော့မှလှိုက်စားတဲ့ဘယ်လိုပြောမလဲ virus တခုလို့ father တို့ဆိုလို့ရတယ်ဒါကြောင့်လို့ father အနေနဲ့ပထမကျမ်းစာ prophet amos ကျမ်းကနေယူထားပြီးတော့မှဒီပထမကျမ်းစာ father အနေနဲ့အရင်ဆုံးဖတ်ရှုပြီးတော့မှ father တို့နားထောင်ကြည့်ကြအောင် father prophet amos ကျမ်းကနေပြီးတော့မှ father ဒီကျမ်းစာကိုဖတ်ရှုရင်းနဲ့ဒီထဲမှာရေးထားတဲ့စာသားလေးတွေကို father အနေနဲ့အလေးထားပြီးတော့မှနားထောင်စီခြင်းနဲ့ဒါကဘာလဲဆိုတော့ ထာဝရဘုရားသခင်မိန့်တော်မူသည်ကဇီယုံမြို့တွင်တက်တောင့်တက်တာနေထိုင်နေကြသောသူတို့သည်အမင်္ဂလာရှိကြ၏စင်စွဲကရင်ပေါ်တွင်အိတ်ဆက်၍မိမိတို့၏အိယာများပေါ်တွင်လဲလျောင်းနေကြလျက်သိုးအုပ်များသောငယ်များ၏အသားကို တင်းကုန်မှ နွားငယ်တို့၏အသားကိုစားနေကြသောသူတို့သည်အမင်္ဂလာရှိကြ၏ထိုသူတို့သည်စောင်းတီးတန်အတိုင်းလိုက်၍တေးတီကုန်းကြလျက် ဒါဝိမင်းကြီးကဲ့သို့ကရိယာများဖြင့်တေးဖွဲ့ဆိုခဲ့ကြသည်ထိုသူတို့သည်စပြည့်ရေကို ဖလားဖြင့်တောက်ကြ၍မိမိတို့ကိုယ်ကို အကောင်းဆုံးသောစီမွေးများဖြင့်လိန်ကြံကြတယ်သို့တော်သူတို့သည်ဂျိုးဆက်၏ပျက်စီးဆုံးရှုံးမှုအတွက်ဝမ်းနည်းကြေကွဲခြင်းမရှိကြထို့ကြောင့်သူတို့သည် ယခု ပီနန်ဒန်ခံကြရသော သူတို့တွင် ပထမဦးဆုံးသွားရမည်သူများဖြစ်ကြလိမ့်မည်လို့ရေးထားတယ် စုညံစွာတောက်စားပျော်ပါခြင်းများသည်အဆုံးသက်သွားလိမ့်မည်တဲ့အခုနောက်ဖသရိုကြားသွားတဲ့ Prophet Amos ကျမ်းမှာဘယ်အကြောင်းကိုအဓိကရေးထားသလဲဆိုတော့အရန်ကိုတက်တောင့်တက်တာရှိပြီးတော့မှအဲမှွေလျော်နေတဲ့အခြေအနေကိုရေးထားတယ်အပျော်ပါပြီးတော့မှကိုယ်ပဲချိန်မှတေးမလဲလည်းမသိဘူးကိုယ်ပဲချိန်မှဒုက္ခရောက်မလဲလည်းဘာမှမစင်စားပဲနဲ့ ပေါ့ပေါ့ပပားနဲ့ပဲဘယ်လိုပြောမလဲပေါ့ပေါ့နဲ့နေတဲ့အခြေအနေမျိုးကိုရေးထားပေးတယ်နောက်ထပ် Father တို့အေဝံဂေလိကျမ်းစာနဲ့ဆက်ပြီးတော့မှကြည့်ကြည့်မယ်ဆိုအေဝံဂေလိကျမ်းစာမှာ Father တို့ဘာအကြောင်းကိုကြားရမလဲဆိုရင်သခင်စုကတထေးကြီးနဲ့ဆင်းရဲသားလာဇရုအကြောင်းကိုကြားရတယ်တထေးကြီးက तू လောကမှာနေတဲ့အချိန်မှာအယံကိုစီစဉ်ဥစ္စာတွေရှိတယ်ကောင်းမွန်စားရတယ်နေထိုင်ရတယ်ဒါပေမဲ့လာဇရုကျတော့တောင်းစားပြီးတော့မှသူ့ရဲ့အိမ်ရှိမှာတောင်းစားပြီးတော့မှနေရတယ် ဒါမှနောက်ဆုံးမှာသခင်ယေရှုက စာကြောင်းတစ်ခုကိုပြောတယ်။ um ဒီတထေးကြီးပေါ့နော်ဆုံးသွားပြီးတဲ့အချိန်မှာသူ့ရဲ့ညီကိုတွေကို तू ကသူ့လိုမျိုးအဲငရဲတံမခံဇေဖို့ရန်အတွက် तू က prophet တွေကိုဆေလွတ်ပေးဖို့ရန်အတွက်ပြောတယ်။ဒါပေမဲ့သခင်ယေရှုနောက်ဆုံးစာကြောင်းမှာဘာပြောလိုက်သလဲဆိုတော့မိုးစေတော်၎င်း prophet များတော်၎င်းအကယ်၍တေတဲ့သူတယောက်ရှင်ပြန်ပြီးတော့မှ လာပြောရင်တောင်မှ ဒီလူတွေဟာပြောင်းလဲမဲ့လူမျိုးမဟုတ်ဘူးဆိုပြီးတော့သခင်ဆုကပြောပြတယ်။ Father နေနဲ့ဒီနေ့ထောက်ရှုစေချင်တာက season ဥစ္စာတွေ Father တို့ရဲ့ဝိညာဉ်အတ္တမှာလေအစိုးဝါဆုံးသောအရာကဘာလဲဆိုရင် sin of complacency လို့ခေါ်တယ်။ mediocrity လို့လည်းခေါ်လို့ရတယ်။အဲ့ဒါကဘာလဲဆိုရင်မပူမအေးဖြစ်တာ။ဝိညာဉ်အတ္တမှာတည်တယ်ကိုယ့်အခြေအနေကိုပုတ်ပုတ်ပပက်နဲ့ပဲအသက်ရှင်တယ် မပူမအေးဖြစ်တာအဲ့ဒါကဖျားတော်မှကယ်လို့မရတဲ့အပြစ်မျိုးဖြစ်တယ်ဒီအကြောင်းရနဲ့ဆက်ဆက်ပြီးတော့မှ for the pope john paul ii အခုချိန်မှာတော့ယဟန်တာဖြစ်နေပြီသူအင်မတန်မကိုဘယ်လိုပြောမလဲနာမည်ကြီးခဲ့တဲ့စာကြောင်းတစ်ခုကိုသူပြောခဲ့တယ်အဲ့ဒါကဘာလဲဆိုရင် practical atheism လို့ခေါ်တယ် atheism ဆိုတာကဖျားမဲ့ဝါဒ practical atheism ဆိုတာ အခြေအနေရလိုက်ပြီးတော့မှဖျားမဲ့ဝါဒကိုကျင့်တဲ့သူတွေလို့ပြောလို့ရလက်တွေ့ကြတဲ့ဖျားမဲ့ဝါဒလို့ပြောလို့ရတရားကဘာကိုဆိုလိုတာလဲဆိုတော့များသောအဖြစ်ဒီဒီ practical atheism ဆိုတဲ့အရာဖျားမဲ့ဝါဒကိုဖသူတို့ဘယ်လိုပြောမလဲခရိယန်တွေတော်တော်များများရှိကြတယ်ဖသူတို့တတိမမူမိဘူးဒီဟာကမပူမအေးဖြစ်နေတဲ့အခြေအနေတခုအဲ့ဒါကဘာလဲဆိုတော့ဘာသာရေးအနေနဲ့ရှင်းပြရမယ်ဆိုရင်ဖျားကိုမယုံဘူးလားဆိုမဟုတ်ဘူးယုံတယ် အမ်ငရဲကြမှာမကြောက်ဘူးလားဆို ကြောက်တယ်အပြစ်လုံးပြီးမှစိုးရင်သလားစိုးရင်လည်းဒါပေမဲ့ဖះကိုယုံတော်ညာလဲပဲတကယ်လက်တွေ့ဘဝမှာနေတဲ့အချိန်မှာဖះမရှိသလိုနေတယ်။အိုပြဉ္ညတ်တော်တွေကိုလာရမှာတည်သလားတည်တယ်။ဖះချောင်းတက်သလားတက်တယ်။မြေတားတွေဆိုးသလားဆိုးတယ်။စိတ်ပြိစိတ်လားစိတ်တယ်။ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာခရိယန်တရားတော်နေတဲ့အချိန်ကျတော့ မပူမအေးနဲ့ဖះမရှိသလိုမျိုးအတွေးအခေါ်နဲ့ဖះမရှိသလိုမျိုးဘဝပုံစံနေတယ်။များသောအားဖြင့် Father Tina Father ဒီထဲမှာတွားပြီးတော့ညှိတွေ့ကြတယ်။ဘာလို့ညှိတွေ့လဲဆိုဖះကိုဘသူမှလက်တွေ့ Okay ဖះမရှိဘူး I'm an atheist နော်ငါဖះမဲ့ဝါဒကိုကျင့်နေသူလို့ဘသူမှတချို့ပြောတာရှိလိမ့်မယ်ဒါပေမဲ့တခါလေးကျရင်များသောအားဖြင့် Father တို့မပြောကြအောင်ဒါပေမဲ့ဒီအရာကတဖြည်းဖြည်းနဲ့ကိုယ့်အထဲထဲကနေလိုက်စားပြီးတော့မှဟို ဘယ်အခြေအနေမျိုးမှာဆိုဘယ်လိုပြောမလဲဖျားမရှိသလိုနေတဲ့အခြေအနေမျိုးကို father ကအဲ့လိုမျိုးကိုအဲ့ဒါကတော်တော်လေးကိုစိုးရိမ်စရာအခြေအနေမှာရှိတယ်ကြောက်စရာကောင်းတယ်ဒါကြောင့်မလို့ဒီလိုမျိုးအခြေအနေမှာရှိနေတယ်ဆိုအမြန်ဆုံး father ပြန်ပြီးတော့မှဝိညာဉ်ရေးအောင်ပြန်လဲစမ်းသစ်လာအောင်လို့ပြန်နှွေးထွေးလာအောင်လို့မီးတောက်လာအောင်လို့ father ပြန်ပြီးတော့မှအလုပ်ရမယ်စ조사ရမယ်သခင်ရှင်နဲ့ပြန်ပြီးတော့မှ father ထိတွေ့ရမယ်အခုနောက်က father ပြောခဲ့တဲ့ the practical atheism ဆိုရက် အခြေနေရဖဒရနေတဲ့ပုံဘဝကိုပေါ့ပေါ့နေတဲ့အချိန်မှာအဲ့လိုမျိုးနေတဲ့အချိန်မှာဘာဖြစ်လာလဲရှိတယ်လဲဆိုတော့တခင်စုကိုဖဒရကပေါ့ပေါ့တန်တန်နဲ့ထားလာကြတယ်ပေါ့ပေါ့ပဲယူကြတယ်တခင်စုကိုကျွန်တော်ထင်တာလေဖဒရတခင်စုကိုတကယ်အရှိကိုအရှိအတိုင်းဖဒရသူ့ကိုနားထောင်ပြီးတော့မှသူ့တရားကိုတကယ်နေမယ်ဆိုရင်တခင်စုကတကယ်ကိုစိန်ခေါ်မှုနဲ့ပြည့်နေတဲ့ ဖျားဖြစ်တယ်လူလည်းဖြစ်တယ်တခင်စုကိုဖာသာတို့တကယ်တခါလေးကြာရင် ကောင်းကောင်းနားမလည်ဘူးလို့ထင်တယ်ဖာသာတို့ဒီမပူမအေးနဲ့နေတဲ့အချိန်မှာတခင်စုလည်းဟုတ် okay တခါလေးရှင့်ရတယ်တခါလေးမရှင့်လည်းရတယ်အဲ့လိုမျိုးအခြေအနေမှာဖြစ်လာတယ်ဒါပေမဲ့တကယ်တခင်ယေစုကခမီးတော်ဖျားချရာနေလာပြီးတော့လူအဖြစ်ကိုယူလာတဲ့တခင်ဆိုတကယ်ကိုထူးဆန်းတဲ့ပုံကဖြစ်တယ်နော်ဥမာအဖြစ်သူ့ရဲ့ဇကားတွေကိုဖာသာတို့နားထောင်ကြည့်ကြအောင် အဲ့စကားလေးနဲ့မှပါရှိမလဲဆိုရင်တင့်ရဲ့ညီကောင်မောင်နှမတွေနဲ့အဖေနဲ့အမေကိုငါအမ်ပုဒ်ရုပ်ကိုပို့ချစ်ပြီးတော့မှငါ့ကိုမချစ်ဘူးဆိုရင်ငါနဲ့မထိုက်တန်ဘူးလို့ပြောတယ်နောက်တစ်ခုကျတော့အဖေနဲ့အမေကိုငါထက်ပို့ချစ်တယ်ဆိုရင်ငါနဲ့မထိုက်တန်လို့ပြောဒီသခင်ဆုကဒါမျိုးစကားပြောဖို့ရန်အတွက်တော်တော်ကိုထူးဆန်းတဲ့ဖျားဖြစ်တယ်လူပုဂ္ဂိုလ်ဖြစ်တယ်နောက်တစ်ခုအမ် ငါရဲ့အသွေးကိုငါရဲ့အသားကိုမစားဘူးဆိုရင်တင်ဟာအသက်မရှိဘူးဆိုဘယ်လိုမျိုးပုံကွာဒီစကားတွေကိုပြောနိုင်မှာလဲနောက်တစ်ခုအမ်အတူအကောင့်တရားရှိတယ်ဆိုရင်69ကောင်ကထားခဲ့ပြီးတော့မှပျောက်တဲ့တကောင်ကိုလိုက်ရှာမယ်ဘယ်လိုမျိုးနားလည်မှုဖြစ်တယ်လဲဒီခါလေးကျရင်တခင်စုကအဲတပည့်တော်ကြီးကိုခေါ်တဲ့အချိန်မှာရှင်ပေထုငါးနောက်ကိုလိုက်ခဲ့မက်သျူးငါးနောက်ကိုလိုက်ခဲ့အမ် တခင်စုနောက်ကိုလိုက်သွားတဲ့အချိန်မှာသူတို့ရဲ့ဘဝနဲ့လုံးဝကိုပြောင်းလဲသွားတယ်။ Father Tina တခါတလေကြာရင် Father တို့ကမပူပအေးနဲ့ပော့ပော့ပဲနေတဲ့အချိန်မှာကိုယ့်ရဲ့ယုံကြည်ခြင်းကိုအလေးအနက်တကယ်နဖူးတွေ့ဒူးတွေ့နဲ့မကျင့်တဲ့အချိန်မှာပော့ပော့နဲ့နေတဲ့အချိန်မှာ Father တို့ရဲ့ဝိညာဉ်ရာတိမ်ပါလာတယ်။နောက်တစ်ခါကြောက်စရာကောင်းတာကအထဲတဲကနေလိုက်စားပြီးတော့မှဝိညာဉ်ရေးရမှာပော့ပော့ပဲ Father တို့နေပြီးတော့မှအမ်ဘဝရဲ့အတိတ်ဘယ်ကိုကောင်းမွန်စွာတခါလေကြာရင် မတွေ့နိုင်ကြဘူး။ ဒါကြောင့်မလို့ဒီနေ့မှာဖသက်နေနဲ့အထူးအလေးပေးပြီးတော့စဉ်းစားရမယ်ဝိညာဉ်ရေးရာကျင့်စဉ်တစ်ခုကပါလဲဆိုရင်မိမိရဲ့ဝိညာဉ်အခြေအနေဘယ်မှာရှိနေသလဲအယံကိုတတ်တောင်တတ်တာနဲ့နေပြီးတော့မှဒီ practical atheism ဆိုရဲဖျားမဲ့ဝါဒကိုဖျားကိုလုံးဝကြီးတော့ညင်းပယ်တာမဟုတ်ဒါပေမဲ့မရှိတယ်လို့မျိုးနေတဲ့ပုံစံမျိုးရဖြစ်နေသလားဒါမှမဟုတ်သခင်ယေရှုကိုပေါ်ပေါ်ပဲ okay နားထောင်တဲ့အချိန်မှာနားထောင်နေပြီးတကယ်လက်တွေ့ထဲမှာမပါလာတဲ့ပုံစံမျိုး ဖြစ်နေသလားဆိုတော့ father မေးကြည့်အောင် အဆုံးသတ်အနေနဲ့ Father CS Lewis ဆိုတဲ့စာရေးဆရာတယောက်ရှိတယ်။သူကိုယ်တိုင်လည်းခရစ်ယာန်ဒိဋ္ဌိကနေပြီးတော့ခရစ်ယာန်ဘာသာကိုပြောင်းလဲလာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။သူကသခင်ယေရှုနဲ့ပတ်သက်ပြီးဘယ်လိုမျိုးပြောပြလေးရှိသလဲဆိုတော့သခင်ယေရှုကိုမိမိရဲ့အိမ်ထဲကိုဖိတ်တဲ့အချိန်မှာဒါကလေးဆိုင် Father ကသခင်ယေရှုကိုအခန်းတိုင်းကိုမခေါ်တော့ဘူး။ Okay သခင်ယေရှုဧကန်းမှာထိုင်ခိုင်းထားပြီးတော့မှကိုရောယေဒီခန်းမှာတော့ကိုရောကျွန်တော်တို့ပေးတဲ့ coffee လေးနဲ့မုန့်လေးနဲ့စားပြီးတော့ပြီးရင်ကိုရောပြန်လို့ရပြီဆိုပြီးတော့မှသခင်ယေရှုကိုအဲ့လိုမျိုးပြောတဲ့အနေထားမှာရှိတယ်။ဟုတ်သခင်ယေရှုကကြတော့ ကိုဘဝတဲ့ကိုအပြစ်ဝလုံးဝအုပ်တုံဝင်လာခြင်းတာကိုအိမ်ထဲကိုဝင်လာလို့မကောက်ကိုနဲ့အိမ်သူအိမ်သားအဖြစ်နဲ့နေခြင်းတာဒါကလေးကဖာသရောကသခင်စုကိုမခေါ်သွားခြင်းနဲ့နေရာတွေရှိလိမ့်မယ်အဲဆိုဖာသရောကပြန်ပြီးတော့မှကိုကိုကိုပြန်မေးခြင်းတာကသခင်စုကိုအခန်းတစ်ခန်းမှာထားပြီးတော့မှကိုကတခြားအခန်းမှာနေနေတာဒါပေမဲ့သခင်စုကိုအခန်းဒကာနာတစ်ခုမှာပဲသူ့ကိုယုံကြည်အားကိုးပြီးတော့မှတခြားအခန်းမှာကြတော့ကိုကြိုက်ရာ လှုပ်ပြီးတော့ပုတ်ပုတ်ပြက်ပြက်ပဲနေနေသလားဆိုတော့ဖာသာတို့ပြန်ပြီးတော့စဉ်းစားကြည့်အောင်တခေစုကိုမိမိရဲ့ဘဝရဲ့အလုံးစုံဂါဏဘောင်းစုံမှာဖိတ်ခေါ်ပြီးတော့မှတကယ်ပဲဝိညာဉ်ရဲ့မှာနွေးထွေးတဲ့အတိတ်ပဲရှိတဲ့ယုံကြည်ရဲ့အတ္တတာကိုဖာသာတို့အသက်ရှင်သွားကြရအောင်အားလုံးကိုဖျားသခင်ဆက်လက်ယူကောင်းချီးပေးတော်မူပါစေ။